ဒီကနေ့ကျွန်တော်ဖတ်ပြမှာကတော့ခေါ်သံအွန်လိုင်းမဂ္ဂဇင်းတွင် ရေးသားဖော်ပြထားတယ်။ဆရာမောင်တုံညရှက်ပုံသားလေးရေးသားထားတယ်။မင်းတည်လို့မဖြစ်ဘူးဆိုတဲ့ဝတ္ထုလေးပဲဖြစ်ပါတယ်။မင်းတည်လို့မဖြစ်ဘူး။တရားသဖြင့်နှွဲနေကြတယ်ဒီတိုက်ပွဲမှာမတရားသဖြင့်တက်ပြက်ခံရတယ်လူမှုတွေအတွက်ယူကြမရနာကြည့်နေရတော့မယ်။ ကျွန်တော်စာမေးပြတာတော်တော်ကြာသွားပြီလို့ပြောရမယ်။ဒါကလည်းစိတ်တရားတွေကြောင့်ဘာမှလှုပ်ချင်ကန်ကြီးစိတ်မရှိပဲမတိစိတ်ကပြိုလဲနေတာကြောင့်လို့ပြောရင်မားမယ်မထင်ပါဘူး။ကျွန်တော်လိုပဲကျွန်တော်ပတ်ဝန်းကျင်မှာစိတ်ရကြပြီးပြိုလဲနေတဲ့လူတွေရှိနေတာကိုလည်းတွေ့ရတယ်။တခြားတခြားသော လူတွေလည်းတက်တက်ကြွကြွရှိမနေကြဘူး။ အားလုံးကလည်းသေလို့မရသေးတဲ့နှောင်ချိုးပေါ်မှာခိုတွယ်ရင်းအားတင်းထားကြတယ်ကျွန်တော်နဲ့အကျွမ်းတဝင်ဖြစ်နေကြတယ်မိ쇠တငငချင်းတချို့နဲ့စကားပြောဖြစ်တဲ့အခါမှာလည်းသူတို့နှလုံးသားရဲ့ငိုဆိုင်တန်တွေကိုကြားသိရတော့ကျွန်တော်ပိုလို့တောင်းဝန်းနေမိတယ်အဲ့ဒီတော့ကျွန်တော်ကိုယ်တိုင်ကလည်းတော်လန်ရင်တခြားလို့မိမိကိုကိုမိမိ အာတင်းပြီးကြော်ဖြတ်နေရသူဆိုတော့သူတို့ရဲ့ဒဏ်ရာတွေကိုနှစ်သိမ့်ပေးတာကလွဲရင်ဘာမှလုပ်ပေးနိုင်စွမ်းမရှိခဲ့ဘူးဆိုတာဝန်ခံပါတယ်ဒီလိုပါပဲတခြားသောရဲဘော်ရဲဘက်တွေမှာလည်းစိတ်ဒဏ်ရာကိုစီနေမိမိကိုကိုမိမိအာတင်းပြီးဘယ်တော့မှအရှုံးမပေးဘူးဆိုတဲ့တံမီးစိတ်တဲ့နဲ့တော်လန်ရီခီဆက်နေကြရပါတယ် အခုဆိုရဲဘော်တွေကကျွန်တော်စီလာပြီးဟိုမစ်တီမင်းနဲ့ကော်ဖီတစ်ခွက်ကိုကျွန်တော်စကားနဲ့စီမျောလိမရှိကြတော့ဘူးတရားသဖြင့်နှွှဲနေကြတဲ့ဒီတိုက်ပွဲမှာမတရားသဖြင့်တက်ဖြတ်ခံရတဲ့လူလူတွေအတွက်ယူချိုးမရနာကြီးနေကြတော့မယ်အမှန်တိုင်းပြောရရင်တခါတခါကျွန်တော်ကိုယ်တိုင် စိတ်တွေအယံမွန်းချက်မိတယ် ဒီလိုမွန်းချက်အားကြီးလာရင် ကျွန်တော်ဖတ်ဖူးတဲ့စာအုပ်တွေအကြောင်းမဟုတ်ရင်ကျွန်တော်ကြုံတွေ့ရတဲ့ဖြစ်ရပ်လေးတွေကို ကျွန်တော်အနားမှာအမြဲအတူရှိပေးတဲ့တငယ်ချင်းရွှေဝင်းလိုင်ကိုရင်ဖွင့်မိတယ်။များသောအားဖြင့်တော်လိုင်းရဲ့အာနေချက် အာသာချက်တွေနောက်ကျွန်တော်တို့လက်ရှိရှိနေကြတဲ့စစ်ဆောင်လူကြီးတွေတရင်မှုတခွဲမှုစစ်ကြောင်းမှုစတဲ့ တော်လန်ရေးမင်းမြရဲ့တော်လန်ရေးရည်တည်ချက်တွေမှာဘယ်ရာကဘလို့မားတယ်ဘာတွေကမှန်တယ်ဘလို့လို့ရင်တော်လန်ရေးအတွက်ပြည်သူတွေအတွက်ကောင်းကျိုးပြုနိုင်တယ်လေခရီးတွင်နိုင်တယ်လေဆိုတာတွေကိုအပြန်အလှန်ပြောပြတာကများပါတယ်ဒီနေ့ကကျွန်တော်တငယ်ချင်းရွှေဝင်းလိုက်နဲ့ကျွန်တော်စစ်ဆောင်စခန်းရောက်ဖြစ်ကြတယ်အဲ့ဒီနေ့ကကျွန်တော်ညီမတယောက်က ဖုန်းလိုင်းသုံးဖို့ဆိုပြီးစစ်ဆောင်တောင်းဖို့တက်သွားတာဘလောက်အောင်မှမကြပါဘူးကျွန်တော်ညီမနဲ့သူ့တငယ်ချင်းတွေကျွန်တော်စီအပြေးလွားပြန်ရောက်ချလာပြီးသူတို့လိုင်းသုံးတဲ့တောင်ကြီးကတုံလုံးနေတယ်လို့ပြောတယ်ကျွန်တော်ကမယုံပါဘူးနင်တို့တွေကိုတရေ၆တာဖြစ်မယ်လို့ပြောလိုက်တော့သူတို့ကသူတို့မလင်ချောင်းဇွဲရှိရှိနဲ့ကျွန်တော်ကိုပြန်ပြောတယ် ညကြတော့သတင်းတွေထဲမှာငလင်လုတ်လို့လူတွေတည်ဆုံးပြီးရှေးယောင်ဖျားတွေပြိုကျပျက်စီးသွားတဲ့သတင်းကိုတွေ့လိုက်ရတယ်။ကျွန်တော်တော်တော်စွန့်အားသွားတယ်။ကျွန်တော်တို့နိုင်ငံဘယ်လောက်များဝိထုကကြီးနေလို့အခုလိုဘေးရန်တွေအမျိုးမျိုးနဲ့ကြုံရတယ်လဲဆိုတာတွေးမိတယ်။ကျွန်တော်အသိစိတ်မှလည်းနိုင်ငံကြီးမှာ ဒုက္ခတွေတောင်းပန်ရုံဖြစ်နေတော့ဘယ်ဒုက္ခကပူနာခြင်း ਨੇ ဘယ်တန်ရာကပူနေတယ်ဆိုတာတွေးမရတော့ဘူးအစကနေပြန်စဉ်းစားကြည့်တော့ကိုဗစ်ကပေးမှာလူအတန်မြောင်များကဆိုးမှာဆုံးရှုံးခံခဲ့ရတယ်။နှွေဘူးတော့လဲရေတွေခန့်ချောက်လို့အသက်တွေခန့်ချောက်ရပြန်နေ။မိုးရွာတော့လဲရေတွေကြီးပြီးအိမ်တွေမျောလို့အသက်တွေပါမျောရပြန်နေ။ပြီးတော့ မျက်ရည်တွေမျောကုံစည်းနှုံးတွေမျောဒုက္ခပေါင်းစုံဟာကျွန်တော်တို့လူလူအပေါ်မှာအာမနာပါမနာနဲ့အလူအလဲခါးစီခံစီခဲ့တယ်။ဟောအခုငလင်းလှုပ်လို့တိုက်တွေပြိုကြတော့လေအသက်တွေပြိုကြရပြန်ပြီ။ဒီကြတဲ့မီးလောင်ပြန်တော့အသက်တွေလောင်နှလုံးသားတွေလောင်လောင်မြိုက်ခံရမှုပေါင်းများစွာနဲ့ကျွန်တော်တို့နိုင်ငံက ြည်သူလူထုတွေရင်ကွဲစရာရင်နာစရာတွေကအာရှမှာတော့မြန်မာနိုင်ငံကထိတ်ဆုံးကတရဘူးစောင်းထားတယ်လို့ပြောရင်မှားမယ်မထင်ဘူးဒီလိုရင်ဆိုင်နေရတာတောင်းစစ်မိတ်စာတွေရဲ့မတရားတပ်ဖြတ်ခြင်းခံရတာတွေစစ်မှုထမ်းမှုလူတို့ကိုအာရမဖန်ခံရတာတွေလေရင်ပုံကျဲခံရတာတွေဟာတကယ်ကျွန်တော်တို့နိုင်ငံတော်တော်ဆုတ်ပြတ်သက်သွားပြီ။ စမိတ်စာပါဇက်ကလူသားချင်းစာနာမှုဆိုတာခွေပါဇက်ကနတ်စကားထွက်တာကလို့ရင်ဘာမှမပေါ်ဘူးဒီလိုစုပ်ပြတ်တက်နေလို့သူများနိုင်ငံထွက်လှုပ်ရှားပြန်တော့လေသူများနိုင်ငံမှာလူစားရစားနေထမင်းလှုပ်ရှားရဖို့ခဲရခက်စီတချို့ဆိုကိုကိုကိုအဆုံးစီရင်ခံသွားကြတယ်ဟောအလို့ရပြန်တော့လေသူတို့နိုင်ငံသားတွေမလို့ရဲတာ မလုတ်ချင်တာတွေကိုကျွန်တော်တို့နိုင်ငံသားတွေကအလူအယက်လုပ်ပြီးအသက်တချောင်းကိုလူရှူနေရရှာတယ်။ကဲဒီခေတ်ဒီကာလမှာဒီအခြေအနေကကျွန်တော်တို့နိုင်ငံသားတွေဟာရှင်လျက်နဲ့တည်နေကြတဲ့ငရဲသားနဲ့မတူဘူးလား။တကယ်ငရဲဆိုတာဒီလိုပါလို့ပြောရင်မယုံနိုင်စရာဘာအကြောင်းရှိလဲ။တိတ်မကြခင်ကရဲဘော်တယောက်နဲ့ဆုံတော့ သူကပြောတယ်။တည်သွားတဲ့လူတွေကိုကျွန်တော်သိအားကြမိတယ်တဲ့။သူပြောခြင်းနဲ့အတိတ်ပဲကိုကျွန်တော်သဘောပေါက်ပါတယ်။ဟုတ်တယ်လေ။ဒီလိုငရဲမှမတည်ပဲငရဲခံရမယ့်အစားတည်သွားတာကတကယ်လွံ့မြောက်ငြင်းချမ်းခြင်းပဲလို့ဆိုလိုတာပဲ။ဒါနေပဲကျွန်တော်မှအဲ့ဒီရုပ်ပေါ်ကိုဟိုးဒီဒီဖြောင်းဖြားပြီးနားချခဲ့ရသေးတယ်။ မဟုတ်သေးဘူးငါကောင်မင်းတေလို့မဖြစ်ဘူးမင်းဘဝမှာအရာအလုံးတစ်ချစ်လို့အကောင်းဆုံးဆိုတဲ့အရာတွေထားခဲ့ပြီးအသက်ကို ပုံရောချစ်ခဲ့တဲ့ဒေါ်လန်ကြီးမှာငါတို့တဲရဝင်အုပ်တစ်ချက်လောက်တော့အသုံးဝင်နေမှဖြစ်မယ်အလဲကတည်ပြစ်လိုက်ရင်မင်းထင်တယ်လို့လွမြောက်သွားမယ်ငြိမ်းချမ်းသွားမယ်ဆိုပြီးမယ်အဲ့ဒီငရဲကအဆုံးသက်သွားမတယ်လားရေဘော်ကဘာမှမပြောပါဘူး ငြိမ်ပြီးတော့ပဲနေတော့တယ်။အဲ့ဒီတော့မင်းမသိနဲ့အိုး။တည်တယ်ဆိုတာလွယ်တယ်။မသိပဲပြည်သူအတွက်မိမိနိုင်ငံအတွက်မိမိနိုင်တဲ့လောက်လေးအကျိုးပြုလို့ရတဲ့နီးလန်းတွေရှိသေးတယ်။လုံနိုင်တဲ့အလုပ်တွေရှိသေးတယ်။အခုဆိုငါတို့ပြည်သူတွေရဲ့ဘဝတွေကမင်းသိတဲ့အတိုင်းပဲ။တချို့ပြည်သူတွေကမင်းခက်တိုင်းမှာတောက်ရမဲ့လူတွေ အများကြီးပဲရှိတယ်ဒီလိုပဲငါခက်တိုင်းမှာတောက်ရမယ့်လူတွေလည်းရှိတယ်အခုဆိုငါတို့ပြည်သူတွေကဒုက္ခတွေဘယ်လောက်ရောက်နေပါစေကျင့်ပြီးသားတရားအတွက်အဆုံးထိရှောက်ဖို့အသက်တည်းချေရတဲ့တော်လန်ရေးကိုဒုက္ခတွေကနေစိတ်အားထက်သန်သွားအကောင်းဆုံးပါဝင်နေကြတော့မယ်ဆိုတော့မင်းမသိနဲ့အိုးမင်းမပြိုလဲနဲ့အိုးမင်းသိလို့ မဖြစ်ဘူးမင်းပြိုလဲလို့မဖြစ်ဘူးငါတို့ခတ်မှတောက်ရမယ်လူလူတွေအတွက်ငါတို့ဒီငရဲကနေအကောင်းဆုံးလွတ်မြောက်နိုင်ဖို့အတူတကွကြိုးစားရမယ်ရဲဘော်ရဲ့တပ်ပြင်းတစ်ချက်ချတဲ့အနောက်မှာခက်ရဲရဲ့အပြုံတချို့ကျွန်တော်တွေ့ရတယ်တကယ်ဆိုအခုချိန်မှာငါတို့ကအရင်ကတည်းကပူပြီး ကြန့်ခိုင်တမ်းမာတင်နေပြည်သူတွေက တော်လည်းမအောင်သေးသေး၍တဘာဝဘေးအမျိုးမျိုးနဲ့ကြုံရအောင်မယ်ကြုံလာတဲ့အခါတိုင်းငါတို့ကတယောက်နိုင်ရင်တယောက်နှစ်ယောက်နိုင်ရင်နှစ်ယောက်မိမိတို့နိုင်သလောက်တွဲထူဖို့အမြဲအသင့်ဖြစ်နေဖို့အင်မတန်အရေးကြီးနေပြီစစ်မိတ်စာတွေရဲ့လက်အောက်မှာပြည်သူတွေရဲ့ဘဝကဘာမှအာမခံချက်ရှိတာမဟုတ်ဘူး ပြည်သူကပြည်သူကိုကူဖို့အသက်ရှင်ကြံခဲ့တဲ့ငါတို့ပြည်သူတွေကတန်မာနေဖို့လိုတယ်။အမှန်တိုင်းပြောရရင်လက်ရှိရင်ဆိုင်နေရတဲ့ဒုက္ခတွေဆိုတာတော်လည်းကာလမှာဖြစ်နေလို့ပြည်သူတွေကမဖြစ်သင့်တဲ့ဒုက္ခတွေပါ ရနေကြရတာပါ။ကုရမဲဖြစ်နေကြရတာပါ။ရေဘေးမိဘေးငလျင်ဘေးစတဲ့တဘာဝအန္တရာယ်တွေဟာ တော်လိုင်းရဲ့အောင်ရင်ကြုံလာသမျှဘေးတွေကိုငါတို့ရင်ဆိုင်နိုင်ဖြည့်ရှင်းနိုင်နေဆိုတာယုံကြည်တယ်။ဒါကြောင့်မင်းသေးလို့မဖြစ်သလိုမအားလာမသေးလို့မဖြစ်ဘူး။တင်းရဲ့သေဆုံးခန်းကိုငါတို့ရတာရှိရှိမိမ့်မိန်ကြီးကြည့်ဖို့တော်လိုင်းရဲ့ကိုပိုအားဆိုင်ရမယ်။ကဲအခုတော့မင်းသေးလို့မဖြစ်ဘူး။ငါတို့ခက်တိုင်းမှာတောက်ရမယ့်သူတွေအတွက်ဖိုက်တင်းมาရဲ့ဗော။ ရဲဘော်ကအဝေးမှာလမ်းမြင်နေရတဲ့ပရောက်ပန်းတွေကျွေနေတာကိုကြည်ပြီးတည်သွားတဲ့သူတွေကိုကျွန်တော်သိအားကြတယ်ဆိုတဲ့စကားကိုထက်တလဲလဲပြန်စဉ်းစားနေရတဲ့ကျွန်တော်ကိုကျေးဇူးတင်ပါတယ်လို့ပြောပြီးလက်ဆွဲနှုတ်ဆက်လိုက်တယ်ချစ်ခင်လေးစားလေးရဲ့မောင်တုံညရှက်ပုံသားလေး